အဲအခုကျွန်တော်တို့ရွေးချယ်ထားတဲ့ channel 20ခုကရွေးချယ်ထားတဲ့တရုတ်ဆောင်အစ်စ်ကလေးတွေကတော့နေရာကလေးတွေကြီးပဲအရင်တော့ကျွန်တော်တို့ VCD မှာကြီးကျွန်တော်ပထမစားရတုန်းကဆိုလဲကျွန်တော်တို့နေရာတက်လာတဲ့နေရုပ်လေးတွေပဲတဖြည်းဖြည်းနဲ့မှအကြည့်ကောင်းလာတယ်ပေါ့အဲဒီသဘောပဲဟော fighting ထိုးတဲ့နေရာမှာရုပ်ရည်မလိုဘူးလားဆိုတော့လဲရုပ်ချောပြီးတော့ fighting ထိုးတော့လဲပုံမကောင်းဘူးလားဟုတ်တယ်မလားကျွန်တော်ကအကြောင်းပြောတာလေရုပ်ရည်နဲ့ကျွန်တော်တို့ရွေးခဲ့တာမဟုတ်ဘူးအလုပ်ပေါ်မှာအမှုပညာပေါ်မှာလှုပ်ချင်စိတ်နဲ့ကြိုးစားချင်စိတ်ရှိတဲ့သူတွေပဲဦးစားပေးရွေးခဲ့တာ လျှောက်လွှာဖောင်ကတော့တရားကျော်လောက်ရှိမယ်။အဲအဲ့ဒီနေမှာ ကျွန်တော်တို့ရုပ်ရှင်မြင့်တွေမှာအဲကျွန်တော်လူတွေစစ်ဆေးပြီးတော့အဲ့ထက်ကနေမှာနောက်ဆုံးစကားတည်းတော့ဆိုအခု23ယောက်။အဲအခုကျွန်တော်တို့ရွေးချယ်ထားတဲ့ channel တွေတစ်ခုကရွေးချယ်ထားတဲ့တရုပ်ဆောင်အစ်ကလေးတွေကတော့နေရာကလေးတွေကြီးပဲ။အဲသူတို့တွေကိုရွေးချယ်ထားတယ်။ကျွန်တော်ကရွေးချယ်တဲ့နေရာမှာကျွန်တော်ဘက်ကအပါဝင်ပတ်သက်ခြင်းမရှိဘူး။ဒါပေမဲ့အကြံဉာဏ်လေးပဲပေးခဲ့တယ်။ အနုပညာပေါ်မှာချစ်တဲ့စိတ်အနုပညာပေါ်မှာကြိုးစားခြင်းနဲ့စိတ်တိခန့်တဲ့စိတ်နာခံခြင်းနဲ့စိတ်ပြီးတော့ယူသားတဲ့စိတ်ကြိုးစားတဲ့စိတ်အဲ့လိုစိတ်တွေဟိုအဓိကထားပြီးတော့ယူပေးပါရုပ်ကြီးကအဓိကမဟုတ်ဘူးကြိုးစားမှုကအဓိကပဲဘာလို့ဆိုတော့ကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့ VCD မှာကြည်ကျွန်တော်ပထမစာရေးတုန်းကဆိုလဲကျွန်တော်တို့နေရတက်လာတဲ့နေရုပ်လေးတွေပဲတဖြည်းဖြည်းနဲ့မှအကြည့်ကောင်းလာတယ်ပေါ့အဲဒီသဘောပဲအခုလဲဟာရုပ်ကတော့ဘယ်လိုရှိတယ်ဆိုတာမျိုးကအဓိကမဟုတ်ပါဘူး အဓိကနံပါတ်1အရေးကြီးဆုံးကတော့အမှုပညာပေါ်မှာတကယ်ကိုရိုးသားစူးစမ်းခြင်းနဲ့စိတ်အဲ့ဒါအဓိကပါဟိုဖြစ်ခြင်းစိတ်အရန်ပြင်းပြပြီးတော့မဖြစ်တာရှိတယ်လို့မစူးစမ်းဘဲနဲ့ဖြစ်သွားတာကြီးလည်းရှိတယ်ဒါပေမဲ့အတိတ်ကပါလာတဲ့ကံကြောင့်အောင်မြင်တာရှိတယ်လို့စူးစမ်းမှုကြောင့်အောင်မြင်တာလည်းရှိတယ်ဒါကြီးတော့အော်ကျွန်တော်တို့ကဘယ်အရာမှတရေသေးတွက်လို့မရဘူးအဲ့အတွက်ရွေးချယ်တဲ့နေရာမှာစိတ်ကိုပဲအဓိကထားပြီးရွေးပေးပါလို့ရွေးချယ်ခွဲကိုကျွန်တော်ကအချက်ညာ ပေးခဲ့တယ်ပေါ့နော်ဟိုဂျန်တဲ့အပိုင်းကတော့ကျွန်တော်မသိပါဘူးဒီအားကနေတဲ့တိုင်းမမကဒီကျွန်တော်တို့ဒီကာရီတာခွဲချိန်ပါလေ။တော့ကဒီဝက်ရှ်ကတ်တင်ဝင်ရှောက်ရတယ်။အချိန်ဝင်ရှောက်တော့ဒီ100ကျော်လောက်တော့ရှိတယ်။အဲ့100ကျော်လောက်ကနေမှဒီ100ကျော်ကနေမှတဖြည်းဖြည်းနဲ့နှုတ်ရင်းနှုတ်ရင်းနှုတ်ရင်းနဲ့ကျွန်တော်နောက်ဆုံးရောက်20ကျော်ပဲကျန်တာပေါ့။ဒီကာရီတာကအဲထဲမှာသူကရောက် 20ကျော်လောက်ပါတယ်ဒီနေတဲ့တိုင်းသမားတွေမှာလေကာရိုက်တာပေါင်းอ่ะအိုက်တာသူကလူ20ကျော်ပေါ့ဒီလည်းခေါ်ကျွန်တော်တို့အဲ့လိုပါပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီနေတဲ့တိုင်းသမားမှာကျွန်တော်အုတ်အောဆိုတဲ့ကာရိုက်တာနေပြီးတော့ကျွန်တော်ပေါင်းထားပါခင်ဗျာအဲ့အုတ်အောကအပိုင်း1ကနေ24အထိကိုကျွန်တော်ကအဲအဲဇက်ကောင်နေပေါ့နော်အိုးအောဆိုဇက်ကောင်နေမလေးနဲ့ဝင်ပြီးတရုပ်ဆောင်ထားပါဖြစ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ဟုတ်တိုင်းသမားအဲဓမြဘူပေါ့နော်ဓမြဘူကနေပြီးတော့တိုင်းသမားဖြစ်သွားအောင်ဟုတ် အဓိကမြိုက်ခင်မှာပထမဆုံးသူတို့တေးဥဆောင်ပြိုင်ပွဲတွေတေးဥဆောင်ပြိုင်ပွဲလုပ်ကြတယ်ပြီးတော့လူရွေးတယ်နောက်ပိုင်းကျတော့သူတို့ fighting နဲ့ပတ်သက်ပြီးတော့ဟိုနှစ်လပေါ့နှစ်လကျွန်တော်တို့ဥဆောင်ပြီးတော့တင်ပြပါတယ်ညီမလေးရကြအသက်လာတယ်ပြောတာအဲသူကအသက်အသက်ထဲမှာမှဘယ်လိုပြောမလဲအရှင်နဲ့ပတ်သက်လို့ဟိုတော်တော်ဝါသနာပါတယ်ဟိုကျွန်တော်တို့တင်တဲ့အတိုင်းဟိုလိုက်လို့ရတယ်ဟိုတော်တော်လည်းကောင်းပါတယ်ဟိုနောက်ထပ်အရှင်မင်းသမီးမျိုးဆက်တိလို့တော့ပြောလို့ရပါတယ် ဟော fighting ထိုးတဲ့နေရာမှာရုပ်ရည်မလိုဘူးလားဆိုတော့လေရုပ်ချောပြီးတော့ fighting ထိုးတော့လေပူမကောင်းဘူးလားဟုတ်တယ်မလားကျွန်တော်ကအကြောင်းပြောတာလေရုပ်ရည်နဲ့ကျွန်တော်တို့ရွေးခဲ့တာမဟုတ်ဘူးအလုပ်ပေါ်မှာအမှုပညာပေါ်မှာလှုပ်ရှင်စိမ့်နဲ့ကြိုးစားခြင်းစိမ့်ရှိတဲ့သူတွေပဲဦးစားပေးရွေးခဲ့တာအကျန်တဲ့အပိုင်းကတော့ဒါဥထုတာတို့ဟောနောက်ကျွန်တော်တို့ဒီတရုတ်ဆောင်တင်တဲ့မှာလာတင်ပေးတဲ့ဒရိုက်တာတွေရဲ့မှတ်ချက်တွေနဲ့ပဲကျွန်တော်တဖြည်းဖြည်းကျွန်တော်တို့ကရွေးလာခဲ့တာအဲပြီးမှကျွန်တော်တို့ကစတန်နဲ့ပတ်သက်ရင်လည်းဒါကျွန်တော်တက်ကစတန်အနေပြီးတော့တာဝန်ယူပြီးတော့ အာတင် जा ပေးတယ်အဲနောက်ခုပထမတလပြုဆောင်တင်တယ်နောက်တလစတန်နဲ့ပတ်သက်တာတွေတင်တယ်အခုနောက်ဆုံးလကြမှာကျွန်တော်တို့ကဒီဇိုင်းဝင်ကမှာပါဝင်တဲ့ဘန်ဒိုကွန်ဖူဒုတ်တိုင်းဓာတ်တိုင်းအဲနောက်ဓာတ်တို့အပါဝင်တဲ့ဇက်ကောင်တွေရဲ့ကာရိုက်တာတွေရဲ့ဖိုက်တင်တွေကိုဒရိုက်တာကိုလွန်ဘူကိုတိုင်ကအာလာတင်ပြီးတော့တင် जा ပြသပေးတယ်ပေါ့နော်အဲတော့ရိုက်ခွင်းမရောက်ခင်မှာကျွန်တော်တို့ဒီရိုက်ခွင်းရိုက်မဲ့ဖိုက်တင်တွေအားလုံးကျွန်တော်တိုက်ထားပြီးသားပေါ့ရိုက်ခွင်းရောက်ရင်တို့ထပ်ပြီးစူးစမ်းပြီးတင်လိုက် ဒါကောင်းတဲ့ fighting နေဖြစ်လာမှာပေါ့အခုဆိုရင်ဒါ channel 24ကတင်းနှံပြီးတာနဲ့ချက်ချင်းရိုက်ပြီးတာအချက်ချင်းရိုက်တာဖြစ်တဲ့အတွက်ဒါသူတို့အတွက်အခွင့်အရေးကောင်းပါပဲသူတို့ကြိုးစားဖို့ပဲလိုတာပါအဲနေလေတိုင်းသမားဆိုတဲ့အတိုင်းကျွန်တော်တို့ကအရင်ဆုံးရန်ကုန်မှာကျွန်တော်တို့မနက်ဖြန်25ရက်5လ2025မှာကျွန်တော်တို့စရိုက်မယ်အဲနေကိုကျွန်တော်တို့ကတစ်စီးနှစ်စီးနဲ့နေကိုခေါ်သွားရမယ်ဆိုရင်ကုန်ကျစရိတ်တွေများမှာဖြစ်တဲ့အတွက်ရန်ကုန်မှာပဲကျွန်တော်တို့ daily သဘောမျိုးနဲ့ခေါ်ရိုက်ပြီးတော့ကျွန်တော်တို့ရိုက်မယ်အဲအဲ့ရနေမှာတစ်ဆင့် အဲကျွန်တော်ရင်းနေချောင်းမှာကျွန်တော်တို့ရိုက်မယ်ရင်းနေချောင်းကနေမှကျွန်တော်ကြောက်ဆယ်မီမြို့မန္တလေးအဲအဲ့မှာရှိတဲ့အနည်းပတ်ဝန်းကျင်လှပတဲ့အရွာတွေနေရာတွေအဲ့မှာပဲကျွန်တော်ရိုက်ကူးသွားမှာပါမျိုးဆက်သစ်တွေမွေးထုတ်တာကတော့အဓိကတော့ channel 24ပေါ့သူကအာဒီဇက်ကားရိုက်ဖို့အတွက်တရုပ်ဆောင်တွေအရင်ဆုံးဟောရွေးချယ်တယ်ရွေးချယ်ပြီးတော့ဒီဇက်နဲ့ live ဖက်မဲ့အဝင်ဝင်ကြမဲ့ဖြစ်မဲ့သူတွေကိုထပ်ပြီးကျွန်တော်တို့ကရွေးချယ်ပြီးတော့ဟောသူတို့တွေအမှတ်ပေးစီမင်းနေနဲ့အဲကျွန်တော်တို့ နေရာပေးခဲ့တယ်။အဲဒါကဒီနယ်လေတိုင်းသမားတစ်ခုတည်းအတွက်သူတို့ရွေးချယ်တာမဟုတ်ဘူး။ကျွန်တော် channel အတွက်ဒီခုကရိုက်သမျှဇာကာတိုင်းမှာသူတို့တွေကသူတို့နဲ့အဝင်ခွင့်ကြဖြစ်မဲ့ဇာကာတွေပါလဲထည့်သွင်းရိုက်ကူးမယ်။ပြီးရင်နောက်ထပ်လည်းအဲဒါကကျွန်တော်ကနယ်လေတိုင်းသမားအတွက်ပဲရွေးခဲ့တာ။နောက်ထပ်ကျွန်တော် channel အတွက်ဒီခုကနေပြီးတော့တီးသန့်ကျွန်တော်တို့တရုတ်ဆောင်ရွေးချယ်ပွဲဆိုတာလည်းထပ်ပြီးတော့လုပ်ပြီးတော့ရွေးချယ်ပေးဦးမှာပါ။ကျွန်တော်ဒီနယ်လေတိုင်းသွားမှာကျွန်တော်က main character မဟုတ်ဘူး အာဟိုမင်းသားမဟုတ်ဘူးပေါ့အာပါဝင်တဲ့ကလေးတွေအကုန်လုံးကသူ့ညာနဲ့သူ့မှာမင်းသားတွေအဲသူတို့ကရိုက်တာနဲ့သူတို့ရှိကြတယ်။ဟိုမျိုးပါလီယာပြီးရောဆိုပြီးကျွန်တော်တို့ရိုက်တာမဟုတ်ဘူးပါဝင်တဲ့ကလေးတွေမှာသူ့ညာနဲ့သူ့မှာသူတို့ကဟီးရိုပဲအဲအဲ့ထဲမှာမှကျွန်တော်ကလိုက်ပြီးတော့ပါရမီဖြည့်တဲ့သဘောပဲအဲလိုက်ပြီးတော့ကျွန်တော်ပါဝင်ပြီးတော့အာအင်အားဖြည့်ပေးတဲ့သဘောအနေနဲ့ဒီကားကိုရိုက်တာဒါပေမဲ့စီးနိုင်မှာအပိုင်းတိုင်းမှာကျွန်တော်ပါတယ်ဒပိုင်းကိုမိနစ်၄၀24ပိုင်းလုံးမှာ ကျွန်တော်မပါတဲ့စီးတစီမှမရှိဘူးကျွန်တော်တို့ဒီနယ်လေတိုင်းသမားဆိုတဲ့ဇာတ်ကားလေးကိုကျွန်တော်တို့ Channel 24ကလည်းတရုတ်ဆောင်အစ်တတွေကိုမွေးထုတ်ပေးသလိုကျွန်တော်ကလည်းတရုတ်ဆောင်အစ်တတွေကိုလက်တွဲခေါ်ယူပြီးတော့ပိတ်သက်ထံကိုဟိုဟိုအနန္တတဲ့သဘောပဲပေါ့နော်အာဒီဒီပွဲလေးကဒါကြောင့်မလို့ကျွန်တော်အားပေးသလိုမျိုးနောက်ထပ် music တစ်တွေပေါ်လာဖို့အတွက်ပိတ်သက်ကြီးအနေနဲ့လည်းအဲနောက်ထပ်နောက်ထပ်သောတရုတ်ဆောင်အစ်တတွေကို အားပေးဖို့အတွက်ဒီ channel 24ကအခုရိုက်ကူးတဲ့နယ်လက်တိုင်းတော့ပါဝင်တဲ့တိုးဆောင်တက်တွေတို့လည်းအားပေးပါဦးလို့အာကျွန်တော်ဒီနေ့ကနေ MC ရဲ့ပေးသက်တွေနဲ့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါရှင်